သခင်ယေရှုနဲ့သူ့ရဲ့နောက်လိုက်များအပိုင်း၁ရှမသက်ခရစ်ဝင်ကျမ်းအပိုင်း၂၈အပိုင်းငယ်၁၈မှ22သခင်ယေရှုကဧဝံဂေလိတရားကိုဖျက်ဝေဖို့တွားရမှာသူ့ရဲ့တပည့်တွေကို ခေါ်သွားခဲ့ပါတယ်သခင်ယေရှုရွေးချယ်ခဲ့တဲ့ခရစ်ဝင်ကျမ်းစာနဲ့ဆောင်ကပေတရု၊အင်ဒရု၊ယောဟန်၊ဖိလိပ္ပု၊မာသောလမေ၊တောမ၊မဿဲ အလဖဲရဲ့သားတော်ယာကုပ်ရှီမွန်တဲ့ရုပ်သားလိုပဲဖြစ်ပါတယ်။ဒါပေမဲ့သခင်ယေရှုကအီရွန်ဂေလိတရားကိုဟောဖို့တပည့်တော်ခုနှစ်ချိတ်ကိုလည်းဆီလွတ်ခဲ့ပြီးအမျိုးသမီးအများအပြားကသူ့နောက်ကိုလိုက်ခဲ့ကြပါတယ်။တွေးတော့ကြည့်မယ်ဆိုရင်သခင်ယေရှုနောက်ကိုလိုက်တဲ့တပည့်တော်တွေက၁၂ယောက်မကပါဘူး။ သခင်ယေရှုကဧဝံဂေလိတရားကိုဟောပြောရင်လူတွေရဲ့စကားကိုဖြေကြားကလူတို့ကိုကုသရင်သူ့ရဲ့တပည့်တွေနဲ့အတူနှင်းပေါင်းများစွာဖြတ်သန်းခဲ့ပါတယ်။တပည့်များကသူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေကြောင့်အမှားများစွာပြုလုပ်ခဲ့ပြီးကိုရောကိုစိတ်ပြတ်စေပေမဲ့သခင်ယေရှုကအဆုံးတိုင်အောင်သူတို့နဲ့အတူနေခဲ့ပါတယ်။ ရှမတဲခရဲဝင်ကျန်အပိုင်းငါအပိုင်းငယ်ခုနှစ်မှာသခင်ယေရှုက တာပေါ်မှာတရားဟောခြင်းကိုဖော်ပြထားပါတယ်။ဒါပေမဲ့သခင်ယေရှုမဟောပြောခင်မှာသခင်ယေရှုရဲ့အတန်ကိုကြားရဖို့လူအုပ်ကြီးတွေတိုးဝင်ကြတဲ့လူတို့ရှိပါတယ်။သူတို့ကတော့သခင်ယေရှုရဲ့တပည့်တွေပဲဖြစ်ပါတယ်။သခင်ယေရှုတရားဟောတော်မူပြီးနောက်လူတို့ကိုကုသချိန်မှာတပည့်တယောက်ကဒီလိုပြောပါတယ်။သခင်ယေရှု ကျွန်ုပ်ရဲ့ဖခင်ကကွယ်လွန်သွားပါပြီကျွန်ုပ်သူ့ကိုတင်းချိုပြီးမှတင်းနောက်ကိုလိုက်ခဲ့မယ်အတိတ်ပဲဖြစ်ဖြစ်လက်ရှိပဲဖြစ်ဖြစ်အထူးသဖြင့်မိဘတွေရဲ့အခမ်းအနားကအလွန်အရေးကြီးပါတယ်ဒါပေမဲ့သခင်ယေရှုကသူတို့ဘာသာမိတင်းချိုကြလိမ့်မယ်တင်းကကျွန်ုပ်နောက်ကိုလိုက်ခဲ့ပါလို့မိန့်ပါတယ်အတူပါအခမ်းနာကြီးအရေးကြီးပါတယ်ဒါပေမဲ့သခင်ယေရှုနောက်လိုက်ခြင်းကပိုပြီးအရေးကြီးပါတယ် ဒါကြောင့်အရှင်ကကျွန်တော်တို့နဲ့လိုက်ခဲ့လို့ဆိုပါတယ်။တမချန်းစာထဲမှာတော့ထိုတပည့်ကဘလို့လောက်ဆောင်ခဲ့လဲဆိုတာမဖော်ပြထားပါဘူး။ဘလို့ပဲဖြစ်ဖြစ်ခက်လန့်လန့်အနောက်မှာနားထောင်နေသူတို့ကအနှဲငယ်စိတ်ပြတ်သွားပါတယ်။မကြသေးမီသခင်ယေရှုကသူ့ကို လုံးဝမတူတဲ့အရာတစ်ခုပြောခဲ့ပါတယ်။ ို့သူကသခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကိုနှစ်သက်တော်မူပါတယ်။သူကကြမ်းကျူးเสียဖြစ်ပြီးဓမ္မဟောင်းကျမ်းတစ်ခုလုံးကိုအလွတ်ကျမှတ်နိုင်လောက်အောင်ယုံကြည်ချက်ရှိပါတယ်။ဒါပေမဲ့သခင်ယေရှုရဲ့စကားများကပဲတင်ထက်စရုံတော်မှာကပို့ပြီးတော့အံ့ဩเสียကောင်းပြီးလင်းနေပါတယ်။မကြာခင်မှာထိုကြမ်းပြုတ်เสียက သခင်ယေရှုရဲ့နှက်ကပတ်တော်တွေကိုပို့ပြီးလေးလာသိမ်းယူလို့ပြီးအရှင်နောက်ကိုလိုက်ချင်ကြောင်းသခင်ယေရှုကိုပြောခဲ့ပါတယ်။သခင်ယေရှုတင်သွားလေယာကိုကျွန်ုပ်လိုက်တော်မူပါမယ်။ဒါပေမဲ့သခင်ယေရှုကဒီလိုမိန့်တော်မူတယ်။မြေခွေးသည်မြေတွင်းထဲရှိ၏။မိုးကောက်ခင်ရံမှာကျင်လေသောငှက်တို့နားနေရာအရရှိ၏။လူသားမူကားခေါင်းချရာများမရှိလို့မိန့်ပါတယ်။ တခိယေရှုကသူကိုယ်သူပြောနေတယ်လို့မျိုးကျွန်တော်ကိုယ်တိုင်အဘယ်သို့သွားရမှန်းမသိတာဖြစ်လို့တင်ကဘလို့ကျွန်တော်တော့ကိုလိုက်တော်မူမှာလေတနည်းအားဖြင့်ကျွန်တော်နောက်ကိုတင့်ကို မလိုက်စေချင်ဘူးလို့ပြောတဲ့ပုံစံပဲဖြစ်ပါတယ်။ဘလို့ထင်တယ်လေ။ကျမ်းပြူဆရာကကျမ်းပြူဆရာကသခင်ယေရှုနောက်ကိုလိုက်ချင်ပေမဲ့ငင်းပယ်ပြီးတပည့်တော်ကိုတော့ ဘလို့ပဲဖြစ်နေပါစေလိုက်ခဲ့ပါလို့မိန့်ပါတယ်။ထိုအရာကတပည့်များအဖို့သခင်ယေရှုဘလို့တွေးခေါ်ပုံနဲ့သူတို့ကိုဘလောက်ခရုဆိုင်ချောင်းရှင်းရှင်းလင်းလင်းဖော်ပြထားတယ်မဟုတ်လား။အားလုံးပဲကျွန်တော်တို့ကသခင်ယေရှုနောက်လိုက်ပြီးတပည့်များဖြစ်လာမယ်ဆိုပါကကျွန်တော်တို့ကသခင်ယေရှုကိုချစ်ခင်ပြီးအရှင်းနောက်ကိုလိုက်စေချင်တာထက်တခင်ယေရှုကကျွန်တော်တို့ကိုဂရုစိုက်ပြီးသူနဲ့အတူရှိနေပါလိမ့်မယ်။ ကျွန်တော်တို့အမှားလုပ်ပြီးကြာရှုံးခဲ့ရင်တောင်ကျွန်တော်တို့ကိုဖေးမှပြီး ထပ်ပြီးစူးစမ်းဖို့အတွက်ခွန်အားတွေပေးတော်မူပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ဒီလိုဆုတောင်းကြရအောင်။သခင်ယေရှုကျွန်တော်တို့ကိုအရှင်ရဲ့တပည့်တော်တွေအဖြစ်ခေါ်တော်မူပါ။